ထိုင်းနိုင်ငံမှာဘင်းဆက်အစည်းအဝေးကိုတက်ရောက်ဖို့ရောက်ရှိနေတဲ့မေအောင်လိုင်ကနိုင်ငံတကာအတိုင်းဝမ်းကိုခွေးတိုးပေါက်ကနေဝင်ဖို့ကြိုးပမ်းနေတဲ့အတွက်မေအောင်လိုင်းကိုစန့်ကျင်ရေလှုပ်ရှားမှုဖြင့်ဒီကနေ့ဧပြီလ၄ရက်နေ့တရက်ထဲထိုင်းနိုင်ငံရောက်မြန်မာလူသမားတွေအလုံးမစင်းတာနဲ့အ내ရဝတ်ဆင်ကြတာတွေဆောင်ရွက်ကြဖို့အတွက်မြမຫນွေဦးတော်လင်လူထုတပိတ်အင်အားစုကတိုက်တွန်းထားပါဗျ။ နိုင်ငံတကာအတိုင်းဝိုင်းကိုခွေးတိုးပေါက်ကနေဝင်ဖို့ကြိုးစားနေတဲ့အကြက်ဖက်မင်းအွန်လိုင်းတက်ရောက်မယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ဘင်စတက်အစီဝေးကျင်းပရာရှန်ဂီလာဟိုတယ်အနီးမှာလူတက်သမားမင်းအွန်လိုင်းကိုငါတို့မကြိုးစိုးဆိုတဲ့အင်္ဂလိပ်စာသားပါစာတန်းကိုချိတ်ဆွဲဆန္ဒပြထားကြပါလေ။အာဂျင်တီးနားတရားရုံးကနေအကြက်ဖက်မင်းအွန်လိုင်းကိုအလို့ရှိနေတဲ့ဖောင်ရန်ကိုနိုင်ငံတကာရဲတပ်ဖွဲ့ Interpol C ပေးပို့ထားပြီးဖြစ်တယ်လို့ BRO UK အဖွဲ့ရဲ့ဦးထုံးခင်ကပြောထားပြီး တိုင်းနိုင်ငံမှာပြုလုပ်နေတဲ့ Binstead နိုင်ငံတွေအနေနဲ့ main online ကိုအလို့ရှိနေတဲ့ power run ကိုလေးစားလိုက်နာပေးဖို့ကိုပါတိုက်တွန်းထားတယ်လို့ဥထုံးကင်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်။